လိုအားလုံးပဲမင်္ဂလာပါကိုဘောဂိမင်း Facebook page နဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလာထဲမှာ Trash Shipment Upgrade အကြောင်းလေးကိုအသေးစိတ်ပြောပြပေးတော့မှာပဲဖြစ်ပါရယ်ဗျာဗီဒီယိုလေးမစခင်မှာကျွန်တော် YouTube channel လေးကို Subscribe မလုပ်ရသေးရင် Subscribe နေပြီးတော့ဝင်ရပေးပါအောင် Subscribe လုပ်ပေးတဲ့ညီကိုလေးတယောက်ချင်းတယောက်လည်းကျေးဇူးများကြီးတင်ပါရယ်ကဲတော့ Let's go brother ကျွန်တော်အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာအခုလာမယ့် Upgrade ကဆိုလို့ရှိရင်တော့တော်တော်လေးကိုနီးနေပြီပဲဖြစ်ပါရယ်ဒီ Upgrade ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တောင်းဟုတ်စက်ကွန်အတွက်ကတော့ channel တဲ့ wall တွေကိုလည်းထပ်ပြီးတော့မှ Upgrade လုပ်လို့ရသလိုအဲ့အပြင်မှာကျွန်တော် spare အစ်စ်တွေလည်းပါဝင်လာမှာပဲဖြစ်ပါရယ်ကဲတော့ပထမအဦးဆုံး ုံးအနေနဲ့ကိုဘောဘာမှမပြောခင်မှာဆိုလို့ရှိရင်တော့ true level လေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကိုဘော true ထဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့ဘောလူးကိုထပ်ပြီးတော့မှ upgrade level sanity လုံးလို့ရတော့မှာပဲဖြစ်ပါတယ်ဗျဒီမှာကျွန်တော်ဘောလူးတေးပြီးသွားပြီဆိုရင် rocket ဘောလူးကလည်း level 2လာမှာပဲဖြစ်ပါတယ် okay ဒီအားလေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီ version လေးတွေဆွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ lava you လည်းထပ်ပြီးတော့မှ level 70တင်လို့ရမှာပဲဖြစ်ပါတယ်ဗျတိုက်ရတော့တော်တော်လေးကိုမအောင်မိုက်တယ် lava ကိုထပ်တင်ပြီးသွားပြီဆိုရင်လည်းကျွန်တော် ice lava you ကလည်း level auto တက်လာမှာဖြစ်ပါတယ်ဒါ super true တွေထဲမှာဆိုလို့ရှိရင် level ပို့ပြီးတော့မှမြင့်လာ မှာပေါ့နော်လာဗာနဲ့ဗိုလူနဲ့ကိုထပ်ပြီးတော့မှလေဗာတင်ပြလိုက်တဲ့အနေထားကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့တောင်းဟောဆက်ကုံမှာလာဗာဗိုလူကပြန်ပြီးတော့မှတိုက်လို့ကောင်းလာမလားဆိုပြီးတော့မှလည်းတွေးလို့ရတာပဲဖြစ်ပါတယ်။ Okay ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် Druid ကိုလည်း level 5တီထပ်ပြီးတော့မှတင်လို့ရမယ်။ကျွန်တော်ပြီးတော့ Blink ကိုလည်းထပ်ပြီးတော့မှ level 5တီတင်လို့ရမှာဖြစ်ပါတယ်ဗျ။ဒီ Blink level 5 level match ကကြတော့တောင်းဟောဆက်ငါးမာရီယာကို upgrade ပေးတော့မှာပဲဖြစ်ပါတယ်။တောင်းဟောဆက်ငါးမာရီယာကို level 5တီတင်လို့ရမှာပဲဖြစ်ပါတယ်ဗျ။ဒီလာဗာဆိုလို့ရှိရင်တော့တောင်းဟော level 16မာရီယာကို तू upgrade ပေးတော့မှာဖြစ်ပါတယ်။ဒါကြီးတော့တော်တော်လေးကိုမှအောင်မိုက်တဲ့အနေထားလေးပဲဖြစ်ပါတယ်။ ထို့တွင်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ဘော်လူးရဲ့လာဗာရဲ့တင်ရမယ်ပြီးတော့ကျွန်တော်တို့ဒရူးဝစ်တင်ရမယ်မန်ချက်မှာဆိုလို့ရှိရင်တော့ဘလင်းတစ်ခုတည်းကိုပဲအက်ဂရိတ်ထပ်ပြီးတော့လောရမှာဖြစ်ပါတယ်အဲ့တော့ထရူပိုင်းဆိုင်ရာမှာတော့ကျွန်တော်တို့အကြီးအမားကြီးအက်ဂရိတ်လောရမှာတော့မရှိဘူးပေါ့နော်တော်တော်လေးနည်းတဲ့ပမာဏလို့တော့ပြောလို့ရတာပဲဖြစ်ပါတယ် ီးသွားတော့လက်ရှိကျန်နေခဲ့တဲ့ wall 85ချောင်းကိုတာဝန်ဆက်ကွန်သမားတွေအတွက်ကအပ်လို့ရတော့မှာပဲဖြစ်ပါတယ်ကျန်နေတဲ့ wall 85ချောင်းတွေကိုဒီ upgrade မှာအကုန်လုံးအပ်လို့ရမှာဖြစ်ပါတယ်ဒါပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ် upgrade ကြီးရတော့တာဝန်16အတွက်ပဲကျန်မာတော့တယ်ဗျာ okay ပြီးသွားရင်ကျွန်တော်ညူစပယ်လေးကိုကြည့်အောင်ဗျာညူစပယ်ကကျွန်တော် dell laser spare ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကကန်သေးလေးတွေကိုကျွန်တော် level 70 upgrade လုပ်ပြီးလို့ရှိရင်တော့ကျွန်တော် new spare ဖြစ်တဲ့ ice block ကိုရရှိမှာပဲဖြစ်ပါတယ်ဗျာဒီ spare လေးကတော်တော်လေးကိုကောင်းတဲ့အနေထားလေးဖြစ်ပါတယ် upgrade လာပြီဆိုတော့ねဒီ spare လေးကိုစတင်ပြီးတော့မှာ အဂရိတ်လုပ်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်အဲကြောင့်လို့ရှိရင်လည်းကိုဘော့ဒီစပယ်နဲ့သုံးလို့ရတဲ့ attacking လေးကိုလည်းကျွန်တော် YouTube channel မှာပြန်ပြီးတော့မှတင်သွားပေးပါဦးမယ်ဗျာ။ Okay တော့ဒါလေးတစ်ချက်တော့ကျွန်တော်ကြီးကြီးလိုက်ကြအောင်ဗျာ။ဒီစပယ်ကိုကျွန်တော် level ဘယ်လောက်ထိတင်လို့ရမလဲဆိုတာကိုသွားပြီးတော့မှပြပေးမှာဖြစ်ပါတယ်။ Okay i flow လေးကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဖြင့် level ကျွန်တော်2တင်လိုက်မယ်။ဒါနှစ်သိန်းပေါ့နော်။ဒါ level 3ဆိုလို့ရှိရင်3ပြီးသွားရင်4 Okay တောင်းဆက်ကိုမှာဆိုလို့ရှိရင်တော့ဒီ ice block ကို level 5ထိ upgrade တင်လို့ရမှာပဲဖြစ်ပါတယ်ဗျာ။ ဒီ spell တွေလေးဖြစ်တယ်ကျွန်တော် ice block spell လေးကိုကကျွန်တော် tower level 14ကနေပြီးတော့စတင်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်14 15 16 second အတွက်သုံးလို့ရမှာပဲဖြစ်ပါတယ်ဗျဒီ spell လေးကလှုပ်လှုပ်ပုံလေးကိုတစ်ချက်တော့ပြပေးမှာပဲဖြစ်ပါတယ်ဒီ spell လေးကိုကြည့်မယ်ဆိုလို့ချင်တော့ तू ကအဲ့ဒီကိုယ့်ရဲ့ true တွေပေါ်ရှာမှာပဲဖြစ်ပါတယ်ဗျဒါ freezing spell ပုံစံလိုမျိုးမဟုတ်ဘူးနော် brother freezing spell ကတော့ defend တွေပေါ်ရှာတယ်ဒီကောင်ကကျတော့ကိုယ့်ရဲ့ true တွေပေါ်ကိုခဏလောက်အုပ်ထားပြီးတဲ့နေထားလေးဖြစ်ပါတယ်အဲ့ဒီ spell လေးအုပ်လိုက်လို့ရှင်မသေးဘူးလားဆိုတော့လည်းမဟုတ်ပါဘူး तू ကသွေးလေးတွေတော့အနှဲငယ်တော့ညော့တယ်ဒါပေမဲ့လုံးဝအမှန် ကန်ကာပါပေးတဲ့ပုံစံမျိုးမဟုတ်ဘူးသူကနည်းနည်းလေး ကျွန်တော်ပို့ပြတော့မှအရင်တည်းဆိုင်ကျွန်တော်အများကြီးထိန်းထားပေးတယ်လို့တော့ပြောလို့ရပါတယ်ဗျဒီမှာကြည့်မယ်ဆိုရင်တော့သွေးလေးကတော့သူကတော့နည်းငယ်တော့ယော့နေအောင်တွေးရမယ်ဒါပေမဲ့အဲ့လောက်ကြည့်တော့ကျွန်တော်ပြဿနာတော့မဖြစ်ဘူးဒီ space ရဲ့နေထားကျတော့ space တစ်လုံးစာပေါ့နော်ကျော်စပယ်အသေးလို့ပြောလို့ရတယ်ကျော် race ပဲလို့မျိုးကျွန်တော်သူ့ရဲ့ house space ကနည်းနေရယူတာမဟုတ်ဘူးဒီကောင်ကျတော့ house space တနေရတယ်ဆိုတော့ free space လို့နေရမျိုးမှာအစားထိုးပြီးတော့မှသုံးကျင်လေရတာပဲဖြစ်ပါတယ်ဗျဒီကောင်ကျတော့ဘလိုဟာမျိုးနဲ့ပုံစံတူလဲဆိုလို့ရှိရင်တော့ဒီ overgrowth space ပုံစံမျိုးပေါ့နော် overgrowth ကတော့ဒီ defense ကိုခဏရှုပ်လိုက်တ ယ်ဒီကောင်ကတော့ကိုယ့်ရဲ့ချုပ်တွေကိုခဏရှုပ်ထားတဲ့သဘောဖြစ်ပါတယ်ဥပမာကျွန်တော် monolith နားမှာအရန်ကိုဘောတို့တွေကြောက်ရမယ်ဒီဖန်အင်းနားမှာကိုယ့်ရဲ့ချုပ်ကကတ်သွားပြီဆိုရင်အဲကောင်ခဏလောက်မသေးစေချင်ဘူးဆိုရင်ကျွန်တော်တို့ကကောက်ပြီးတော့မှအုပ်လိုက်မယ်ဆိုရင်ရတယ် ။ Uber Cross ကိုကြတော့အဲ့လိုမျိုးသွားပြီး defend ကိုရှုပ်ပလိုက်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီ defend ကိုကျော်ပြီးတော့မှသူကတခြားနေရာကိုသွားပြစ်တော့မှာပေါ့နော်။အဲ့လိုဟာမျိုးကြရင် Uber Cross နဲ့ဒီကောင်နဲ့အစားထိုးပြီးတုံးမယ်ဆိုရင်တော့မစိုးတော့မစိုးဘူး။ကျတော့ဒီ Uber Cross ကိုမတုံးမနဲ့ဒီ spelling နှလုံးလောက်ရှိမယ်ဆိုရင်ကိုယ့်ရဲ့ truth တွေကိုခဏလောက်တော့အုပ်ထားမယ်ပြီးတော့လို့ရှိရင်တော့ defend ပြန်ပြီးတော့မှသူက spell ပြေသွားတဲ့အခါမှာပြန်ပြီးတော့အဲ့ဒီ defend ကိုသွားပြီး defend ပေးမှာပေါ့နော်။အဲ့လိုပုံစံလေးဆိုတော့ ဒီစပယ်ရဲ့ပုံစံကလည်းနှစ်နေရာသာမဟုတ်ဘူးတနေရာသာပဲဆိုတော့အဆင်ပြေတဲ့အထဲမှာပါတယ်။သူကအုပ်လိုက်မယ်ဆိုရင်တော့9စက္ကန့်ကြာတာပဲဖြစ်ပါတယ်ဗျ။ဒီကောင်ရဲ့တောက်ကကြာတော့ဘလို့ပဲဖြစ်ဖြစ် ground and air နှစ်ခုလုံးအလုပ်လုပ်တာဖြစ်ပါတယ်။ ground 2လည်းလမ်းပြီးတော့အုပ်လို့ရသလို air 2နဲ့လည်းတစ်ခါတည်းတွဲပြီးတော့မှအုပ်လို့ရတာပဲဖြစ်ပါတယ်ဗျ။ Okay အဲဆိုကိုဘဒီစပယ်လေးကိုခဏလောက်စမ်းပြပေးမှာဖြစ်ပါတယ်။ကိုဘ wire champion လေးကိုဒီအပေါင်လေးတည်းကနေရှလိုက်မယ်။ပြီးတော့ကျွန်တော် ice block လေးတစ်ချက်လောက်အုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီကောင်ကို a စစ်စစ်လေးနဲ့ ကာဗာလုတ်ပြီးတော့မဲ့ပြေုံမောက် तू ကဒီသူ့ရဲ့အလက်ထရွန်ဘူးစ်နဲ့တွဲထားမဲ့ဆိုလို့ရှိရင်တော့အမှန်ကန်ဘေးနာဒက်ဖက်နေလို့ तू ကပုံမှန်တိုင်းအလုံးလုံးနေအောင်မှာပဲဖြစ်ပါတယ်ဗျ လုံးဝရက်တက်သွားတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဟာကထည့်ထားတဲ့ကောင်လေးကဒီ equipment က electron boost လို့ဟာမျိုးကြတော့ပူပရမတွဲရတာအဆင်ပြေတာပဲဖြစ်ပါတယ်ဗျဒီ spare ရတော့မစိုးနောက်ပိုင်းကြာလို့ရှိရင်တော့ဒီကောင်လေးတီးတန့်အောင်ပူပရမခေစားလာနိုင်မယ်လို့ကိုဘွားတော့ထင်ပါတယ်ဗျ warden ရဲ့ ability စာအုပ်လေးတွေပေါ့နော်အဲ့ဒါလေးပြောင်းလဲမှုကလည်းဒီလ upgrade ထဲမှာတစ်ခါတည်းပေါဝင်လာမှာ ဖြစ်ပါတယ်ဘလို့ပုံစံလေးလေးဆိုရင်တော့ကိုဘွား video တော့တင်ထားပြပြီအခုတစ်ခေါက်ထပ်ပြီးတော့မှသတိပေးရင်လည်းတစ်ခါတည်းပြပေးအောင်မှာပဲဖြစ်ပါတယ်ဗျဒါကြောင့်မို့သူတို့တွေ blink ကို level 5ထိအစောကြီးတင်ပေးလိုက်တယ်လို့တော့ကိုဘွားတော့ထင်ပါတယ်ဗျအဲ့တော့ကျွန်တော် dragon န်လေးတွေရှာမယ်နော်ပြီးတော့ကျွန်တော် warden လေးထည့်ပြီးတော့မှကျွန်တော်ရဲ့ validity ဒီလိုမျိုး blink ကိုပေးလိုက်မယ်ဆိုရင်တော့တောင်းဟုံးစီကိုအရင်တော့တော့ရောက်တယ်ပေါ့နော်အခုမှဆိုလို့ရှိရင်တော့ validity ပေးလိုက်လို့ရှိရင်တော့ကျွန်တော်ခဏတာလောက်ပဲတန်းပြောက်ပြီးတော့မှဒီအရှိန်အားမနဲ့တခါတည်းပေါက်ကျတော့မှဖြစ်ပါတယ်အဲ့တော့ဒီ attacking ကိုတွက်ကိုတော့တိမ်ပေါင်းနေအများနဲ့တုံးနေလို့ဆိုတော့တတိထားပြီးတော့မှပြောင်းလဲတော့ဗောနော်ဒီလာထဲမှာတစ်ခါတည်းပြောင်းတော့မှဆိုတော့အာတော်တော်လေးတော့အရှင်နေစိုးတယ်လို့တော့ပြောလို့ရပါတယ်ဒါပေမဲ့သူတို့ကတော့ blink ကိုတော့ level 5တော့တိုးထားပေးတာပဲ ဒါပေမဲ့ပုံမှန်တိုင်းရေလိုမျိုးတော့တောင်ဟုံးစီတော့တခါတည်းအရောက်ရှိုးလို့တော့မရတော့ဘူးနော်။ဒါလေးကတော့ဝါဒန်ရဲ့ပြောင်းလဲမှုတွေကိုပေါ်ထပ်ပြီးတော့မှသတိပေးတာပဲဖြစ်ပါတယ်ဗျာ။ဒီလာအကရိတ်ထဲမှာအကြီးမားဆုံးနဲ့အစဉ်ပြေဆုံးပြောင်းလဲမှုတစ်ခုပြောရမယ်ဆိုလို့ရှိရင်နော်ဒီဘက်က future လေးတစ်ခုပါလာတာပဲဖြစ်ပါတယ်။ကိုဘုတ်လို့ခေါ်တယ်ဒီကောင်ကျောက်ဘလို့ပုံစံမျိုးလဲဆိုလို့ရှိရင်တော့ true ဒီပုံစံတိုင်းကိုအကုန်လုံးသူက trainer မေးတဲ့ပုံစံလေးပဲဖြစ်ပါတယ်ဗျာ။ဒီကိုမတိုက်တတ်တဲ့သူတွေတော့တချို့ဆိုလို့ရှိရင်ကိုပေါ်တပြတဲ့ true တွေနဲ့လည်းတိုက်ရတာအဆင်မပြေဘူးလုံးဝဒီ dilemma နေတဲ့ brother တွေတော့ရေးကြီးလို့ကိုဘာ attacking တိုက်လို့တိုက်ရမှာမသိဘူးဆိုတဲ့ brother တွေ equipment တွေဘလို့တွဲသုံးအောင်မလဲဆိုတာမသိဘူးအဲ့လိုလူတွေအတွက်ကိုသူကဒီမှာ auto လေးလောက်ထားပြီးတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တောင်ဟုတ်16အတွက်ဘလောက်ဘာဖြစ်တယ်ဘာဖြစ်တယ်တောင်ဟုတ်19အတွက်ဘလို့ attacking ဆိုတာလေးကိုတီးတက်ဒီမှာပြပြီးတာပါဖြစ်ပါတယ်ဗျာဒီမှာ electron dragon နဲ့တခါလဲတွဲထားပြီးတဲ့ဟာတွေဒီမှာဆိုလို့ရှိရင်သူကတော့ epic equipment တွေနဲ့မတွဲထားဘဲနဲ့ yoyo equipment တွေနဲ့ပဲတွဲထားပြီးတာဖြစ်ပါတယ်ဗျာသူတို့ auto ပြထားပြီးတဲ့ဒီလိုပုံစံလေးတွေကဆိုလို့ရှိရင်တော့ super true လည်းမပါဘူး yoyo true တွေနဲ့ပဲ attacking လေးတွေဆက်ထားပြီးတာဖြစ်ပါတယ်ဗျာတိမ်မောင်တို့ကသုံးကျင်တယ်ဆိုလို့ရှိရင်ဘာမှလောက်ဆရာမလို့ ုံးဘူး use ကိုနှိပ်ပြီးတော့မှတခါတည်း auto copy ယူလို့ရမှာဖြစ်ပါတယ်ဗျအဲ့ဒါလေးကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဒီ RM ကနေမှ copy ယူပြီးတော့မှလည်းတင်ထားလို့ရတာပဲဖြစ်ပါတယ်ဒါကတော့တော်တော်လေးအဆင်ပြေတဲ့အချက်လို့ပြောလို့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းအပေါ်အောက်ကိုကိုဘောတို့ကဖိပြီးတော့လည်းဒီကောင်လေးတွေကိုပြောင်းလဲလို့ရတာပဲဖြစ်ပါတယ်ဗျ RM ကျွန်တော်တွေ1နဲ့3နဲ့ကိုလည်းပြောင်းပြီးတော့မှရှင်းလို့ရတယ်ဒါကိုအမြဲတမ်းတိုက်ဖြစ်တဲ့ attack ကိုအပေါ်မှာထားခြင်းလည်းဆိုလို့ရှိရင်လည်းဒါရွှေ့ပြီးတော့မှထားလို့ရတယ်ဗျနောက်တဲ့တစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်လည်း brother တို့က hero skin တွေရှိတယ်ဒါပေမဲ့ဘယ်နောက်မှသွားပြောင်းအောင်လည်းမသိဘူး hero ဟောနှိမ့်လိုက် ပြီဆိုလို့ရှိရင်လည်းစကင်ပြောင်းတဲ့နေရာမတွေ့ဘူးဟီးရိုးဟောကဘာလဲဆိုတာမသိတဲ့ brother လေးတို့ကလည်းစကင်ပြောင်းတဲ့နေရာကိုသူတို့ကဒီပုံစံလေးဒီရှစ်တက်တဲ့မှာထားထားပေးလိုက်ပြီဖြစ်ပါတယ်ဗျကိုပြောင်းနေတဲ့စကင်ကိုဟီးရိုးလေးကိုတစ်ချက်လောက်ထိလိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာအိမ်ဂျိတ်လေးပေါ်လာတာပဲဖြစ်ပါတယ်ဗျဒီမှာအိမ်ဂျိတ်လေးကိုနှိမ့်လိုက်ပြီးတော့မှတိမ်မောင်တော့စကင်ကိုတခါတည်းအော်တိုသွားပြောင်းလို့ရပြီပဲဖြစ်ပါတယ်ဗျဒါလေးကတော့မသိတဲ့သူလေးအတွက်တော့တော်တော်လေးကိုမအောင်မိုက်တယ်ဘယ်ဟီးရိုးမဆိုထောက်ကြည့်လိုက်မယ်ဆိုရင်တော့အိမ်ဂျိတ်ပုံစံလေးကိုနှိမ့်ပြီးတော့မှတခါတည်းစကင်ကိုဝင်ပြောင်းလို့ရတာပဲဖြစ်ပါတယ်ဗျနောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဟီးရိုးတွေကရှင်းနေနောက်နဲ့မညီဘူး ဒီဝိုင်းရဲ့ချန်ပီယံကြီးကရှေ့ရောက်နေတယ်နောက်ကိုပြန်ပိုးချင်တယ်ဆိုလို့ချင်းလဲအตาလေးဖိပြီးတော့မှကိုဘောတို့တွေပြန်ပိုးလို့ရပြီပဲဖြစ်ပါတယ်ဒီမှာကြည့်ပါသိမ့်မောင်တို့ကိုလိုချင်တဲ့ဟီးရိုးတွေကိုဘယ်ဟီးရိုးမဆိုကျွန်တော်ပြောင်းရွှေ့ပြီးတော့မှအလွယ်တကူလေးလှုပ်လို့ရတာလေးရလဲဒီ upgrade မှာတော်တော်လေးမိုက်တဲ့နေရာပဲဖြစ်ပါတယ်ဗျဒီ upgrade ကတော့ဘယ်တော့လာမှာလဲဆိုလို့ချင်းတော့ဒီလမကုန်ခင်သိမ့်မကြတဲ့အချိန်တော်တွေမှာပဲလာမှာပဲဖြစ်ပါတယ်နောက် upgrade မှာပါလာမယ် new defense အကြောင်းကိုလည်းမနေ့ပြန်ဗီဒီယိုမှာပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်လို့ကိုဘောရဲ့ channel လေးကို subscribe လုပ်ထားဖို့တယ်မမေ့ပါနဲ့ဗျโอเคအဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေး ဲ့ညီကိုလေးတယောက်ရှိနေတာကိုကျေးဇူးများကြီးတင်ပါတယ်ဗျအားလုံးပဲပိုက်ပိုက်ပါကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ